ဟင်းသရာမြို့နယ်မန်အောင်မြို့နယ်တွင်မှမဲစီရဲရလက်ပုံစံ19ကိုနိုဝင်ဘာလ10ရက်နေ့မှကြေညာနိုင်မှာဖြစ်ပါတယ်ရွေးကောက်ပွဲကော်မရှင်ကတက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွင်မှလက်ခံရရှိတဲ့မဲစီရဲရလက်ပုံစံ19ကိုနိုဝင်ဘာလ9ရက်နေ့မှကြေညာဖို့ပြောင်းလဲညွှန်ကြားလိုက်ပေမဲ့ဟင်းသရာမြို့နယ်နဲ့မြန်အောင်မြို့နယ်မှာကြေညာနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ် အခုလိုမဲဆင်းနေကြီးညာနိုင်ခြင်းမရှိတာနဲ့ပတ်သက်ပြီးဟင်းဒရာမြို့နယ်ရေကောက်ဝဲကော်မရှင်အဖွဲ့ဝင်ဦးတောင်းအေးကအခုလိုပြောပါရယ်ဟင်းဒရာမြို့နယ်မှာရှိတဲ့မဲယုံ280တုံးစလုံးရဲ့ပုံမှန်16မဲဆင်းနေပို့ရပြီပါဘူးအဲ့ဒါကိုဟိုမနေ့ကတည်းကသူအဲ့ဒါကိုပုံမှန်19မြို့နယ်ကပြုစုရမယ်ပုံမှန်19ကိုပြုစုနေတာအခုထိမပြီးတော့မှန်းထားတာကတော့3နာရီ4နာရီလောက်ကိုပြီးမယ်လို့မှန်းပြီးတော့ကျုပ်ကမပြီးလည်းမပြီးတော့အခု ညတော့အဲ့ပြည့်စုံတဲ့ကလေးတွေကညလည်းမအေးရဘူးတနေ့ကလေးကသူတို့ပြန်ပြီးတော့အနာခံပြီးတော့ဌာနဆိုင်ကသူမြို့နယ်ကော်မရှင်ပေါ်ထဲမှာပါတယ်စင်းစီယုံကြီးလဝကတွေကအဲ့အဲ့ဌာနဆိုင်အကြီးကြီးတွေအကူအညီတောင်းပြီးတော့အဲ့ဒီအဖွဲ့သုံးဘွဲ့နဲ့အခုအစင်းကြီးချုပ်လိုက်ပါတယ်ပုံမှန်စကူဒီနေ့ညအပြီးချုပ်ပါမှာမရှိသေးဒီနေ့ကြည်ညာလည်းမရှိသေးဘူးဟုတ်ကဲ့အဲ့တော့အခုပြီးလို့ရှိရင်သူကစင်းချုပ်ကဒီနေ့ညပြီးပြီးအောင်လုပ်မယ်ပြီးလို့ရှိရင်လည်းသူကတက်မကကြလို့ရှိရင်အဲ့ဒီပုံမှန်စကူရဲ့အောက်မှာတက်ဆိုင်တို့တော်ကုသလေတွေက လက်မှတ်ထိုးပြီးအတီးပြုလက်မှတ်ထိုးပြီးရတယ်အဲ့တော့တို့ပြီးဒင်းရပြီးအောင်လို့ရှင်နှစ်မှာကြာရင်အဲ့ကိုယ်တွေကိုယ်တွေလောင်းအားလုံးကိုဖိတ်ခေါ်ပြီးတော့တို့ကအဲ့မဲစင်းကိုပြမယ်အောက်ကလက်မှတ်ထိုးခိုင်းမယ်လက်မှတ်ထိုးခိုင်းသူတို့လက်မှတ်ထိုးပြီးလိုက်နေပြန်တယ်တို့ကညှို့နေညှို့နေကုန်ချင်းဖွယ်ဖွယ်ယူကတ်မှာပတ်ညွန်ကြထားတာပတ်မှတ်ညွန်ကြထားတာတို့ကမျိုးဒီပုံစံစကြောက်တွေကိုပြုစုပြုစုပြီးလို့ရှိရင်ပြုစုပြီးလို့ရှိရင်တော့အဟွာဘူးခရိုင်နဲ့တိုင်းကိုခရိုင်ဟိုတို့ရဲ့ပုံစံစကြောက်စီးရင်ကျုပ်ကို ခရိုင်နဲ့တိုင်းကိုတင်ပြခရိုင်နဲ့တိုင်းတင်ပြပြီးတော့ခရိုင်မှာလည်းသူတို့မှာအဒီဟိုငန်းစကုစီစစ်မဲ့အဖွဲ့လေးရှိတယ်တိုင်းမှာလည်းရှိပြီသူတို့ကစီစစ်ပြီးလဲပြီးတော့စီစစ်ပြီးလို့ချင်းအေးတို့ရပြီအတီးပြူပြီသူတို့လည်းပြင်ညာမယ်မင်းတို့လည်းကတ်လိုက်တော့ဆိုသူကအဲ့လိုကတ်ပြီးမှာအဲ့တော့အဲ့ဒါသူတို့ကသူကတိုင်းတိုင်းကော်မရှင်ရဲ့အတီးပြူရပြီသူကကတ်လိုက်တော့ဆိုမှသူကကတ်မယ်အခုလည်းကြားလဲကြောင်းအခုနေရင်းရပဲတခါနေရောချက်ပြောင်းဝင်လာတယ်ဒီမှာချုပ်ပြီးလို့ချင်းကတ်လိုက်တော့ဒါကြောင့်မလို့အခုအဲ့နေရင်းက တို့ချီပို့လိုက်တဲ့ညချက်ရတို့ကတ်မှာပါအဲ့ညချက်ကလည်းတို့က first set ပို့ပြီးတာတိုင်းကောင်ချင်း first set ပို့ပြီးတယ်တို့အဲ့ဒါတို့ဖြစ်မှာကြာလို့ရှိရင်အဲ့ဒါပူဇော်16ပူဇော်19ကိုတော့ဒီနေ့ညပြီးအောင်ပြုစုမယ်ပြီးလို့ရှိရင်နောက်မှာမနဲ့ကြာလို့ရှိရင်တို့ကအဲ့တက်စင်ကလွတ်တော်ကိုယ်စားလေငါးကိုတော့ငါးဟိုအားလုံးကိုခုတ်ခေါ်ပြီးတော့တို့တမလက်မပူဇော်လက်မထိုးမယ်လက်မထိုးပြီးတာနေတယ်တို့ကတ်မှာပါ ပြည်အောင်စုရေကောက်ပွဲကော်မရှင်ကနိုဝင်ဘာ9ရက်နေ့နေ့လယ်ပိုင်းကမြို့နယ်ကော်မရှင်ရုံးတွင်မှမြို့နယ်အတွင်းမှရှိတဲ့မဲဆင်းရလက်ပုံစံ16ကိုကျင်ညာဖို့ပြောင်းလဲညွှန်ကြားလိုက်တာဖြစ်ပါတယ်။လက်ရှိဟင်းဒရခရိုင်အတွင်းမှရှိတဲ့လေးမျက်နှာအင်ကပူဇလွန်ကြံကင်းမြို့နယ်တွင်မှမြို့နယ်ကော်မရှင်ရုံးခွဲတွင်မှမဲဆင်းရလက်ပုံစံ16ကိုနိုဝင်ဘာ9ရက်နေ့ညရင်းချင်းကျင်ညာသွားမှာဖြစ်ပါတယ်။